အားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြောပြပေးတော့မှာကတော့နောက်ဆုံး update ကြောင်းထားတဲ့ One is bad account ဖွင့်နေအကြောင်းနဲ့ငွေတွင်းနေငွေထုတ်နေအကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အတော်ဝင်နေဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပေးတော့ကြပါအောင်ခင်ဗျာ One is bad ငွေတွင်းငွေထုတ်ပြုလုပ်ခြင်းနဲ့ဆိုရင်တော့ Viber Telegram ဖုန်းနံပါတ်39 0 8 8 4 4 39 395ကိုဆက်တွဲပြီးတော့ငွေတွင်းငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာ One is back account ဖွင့်ဖို့အတွက် registration ကိုနှိပ်ပေးပါခင်ဗျာဝမ်ခရကိုနှိပ်ပေးပါခင်ဗျာပရိုမိုကောက်နေရာမှာ SN47 ကိုဖြည့်ပေးပါခင်ဗျာ promo code SM47 ကိုဖြည့်ပြီးသွားရင်တော့၄000ကျပ်လေးကို အမှန်ချက်လေးပေါ်လာအောင်နဲ့ပေးပါခင်ဗျာအားလုံးပြီးသွားရင်တော့ကျွန်တော်တို့ register ကိုနှိပ်ပြီးပါဒီနေရာမှာတော့ဘောလုံးလေးကို အဝိုင်းလေးတဲ့ ဝင်အောင်ရွှေ့ပြရမှာဖြစ်ပါတယ်ခင်ဗျာအောက်ကများလေးကတော့ဘယ်ဘက်ညာဘက်ရွှေ့လို့ရပါတယ်ခင်ဗျာပေါ်လုံးလေးကိုအဝိုင်းထဲဝင်အောင်ဆွဲထည့်ပေးပါဒီလိုဆိုရင်ရပါပြီခင်ဗျာဒါဆိုရင် one is bad account ဖွင့်တာအောင်မြင်သွားပါပြီခင်ဗျာဒီနေရာမှာရလာတဲ့ user name နဲ့ password ကို screenshot ရိုက်ပြီးတော့တင်ချလေးတင်ထားပေးပါခင်ဗျာကျွန်တော်တို့ account ထွက်သွားရင်ဒီ username နဲ့ password ကိုအတုံးပြုပြီးတော့ account ပြန်ဝင်ရမှာဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးပါတယ်ခင်ဗျာ username နဲ့ password ကို screenshot ရိုက်ပြီးတော့တင်ထားပြီးရင်ကျွန်တော်တို့ next ကိုနှိပ်ပေးပါခင်ဗျာဒါဆိုရင် one is back account ရပါပါပြီခင်ဗျာ ဝန်လေးစပတ်မှာအမြန်ဆန်ဆုံးငွေတွင်းပြီးတော့အကောင့်ထဲကိုငွေမြန်မြန်ရောက်ချင်တယ်ဆိုရင်တော့ Viber, Telegram ဖုန်းနံပါတ်39988043395ကိုဆက်သွယ်ပြီးတော့ငွေတွင်းငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ငွေတွင်းဒီကိုအရင်ဆုံးကြည့်ရအောင်ငွေတွင်းဖို့အတွက်မီနူးကိုနှိပ်ပေးပါခင်ဗျာဒီပိုစစ်ကိုနှိပ်ပေးပါ ျွန်တော်တို့ခေပင်းနဲ့ငွေတွင်းနည်းကိုအရင်ဆုံးကြည့်အောင်ခေပင်းကိုနှိပ်ပေးပါခင်ဗျာကျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်အမှန်ကိုဖြည့်ပေးပါဒါမှမိတ်ဆွေတို့အကောင့်ထဲကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးမှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာ တင် EKB ဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာဖုန်းနံပါတ်ကိုထည့်ပြပါမယ်ခင်ဗျာတင် EKB အကောင့်ကင်ဆောင်လို့အမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KB အကောင့်အမည်ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနံပါတ်တစ်ခုကိုထည့်ပြပါမယ်ခင်ဗျာ ကျွန်တော်တို့ငွေတွင်းတဲ့ပမာဏခေပေးဖုန်းနံပါတ်ခေပေးအမိကိုဖြည့်ပြီးသွားရင်တော့အပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ရှိပါတယ်ခင်ဗျာ copy ယူလို့ရတာလေးရှိပါတယ် copy ယူပြီးတော့မိတ်ဆွေတို့ရဲ့ခေပေးထဲမှာငွေတွားလွှဲပေးပါခင်ဗျာငွေလွှဲပြီးရင်မိတ်ဆွေတို့ရဲ့ခေပေး transaction history မှာ KB0 စုံမှုအမှတ်အလုံး20ဆိုတာရှိပါလိမ့်မယ်အဲ့ဒီအလုံး20ကိုဒီ20 digits ဆိုတဲ့နေရာမှာအလုံးမှန်ကန်စွာပြန်လာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့နမူနာကဏ္ဍလေးတွေဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ KV ဇက်လုံးဆောင်မှုအမှတ်အလုံး၃၀လုံးကိုမှန်ကန်စွာဖြည့်ပြီးပါခင်ဗျာကျွန်တော်တို့ငွေတွန်းတဲ့ပမာဏ KB ဖုန်းနံပါတ် KB အမီ KB ဇက်လုံးဆောင်မှုအမှတ်အလုံး၃၀ကိုဖြည့်ပြီးသွားရင်တော့ကွန်ဖန်လေးကိုနှိပ်ပေးပါခင်ဗျာ ဒါဆိုရင်မိတ်ဆွေတို့ခေပေးနဲ့ငွေတွန်းတာအောင်မြင်သွားပါပြီ။မိတ်ဆွေတို့အကောင့်တွေကို15မိနစ်မိနစ်20အတွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာ။အကယ်လို့ဒီငွေတွန်းကြီးကရှုပ်တဲ့ငွေလွှဲပြီးတော့အကောင့်တွေကိုအခုချက်ချင်းပဲငွေရောက်ချင်နေဆိုရင်တော့ Viber, Telegram ဖုန်းနံပါတ်39ကို6844339ကိုဆက်သွယ်ပြီးတော့ငွေတွင်းငွေထုတ်ကိုမြန်မြန်ဆက်ဆက်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဝိုင်းနဲ့ငွေတွင်းတွေကိုဆက်ပြီးတော့ကြည့်အောင်ဝိုင်းကိုနေပြပါခင်ဗျာ ကျွန်တော်ဒီမှာလဲနမူနာအချက်လက်တွေပဲဖြည့်တက်မှာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်အမှန်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်အပေါ်ဆုံးမှာငွေတွင်မဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင်ဤဝိဘေးဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ဝိဘေးဖုန်းနံပါတ်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာဖုန်းနံပါတ်တစ်ခုကိုထည့်ပြပါမယ် တင်အေးဝေးပြီးအကောင့်ကန်ဆောင်လို့အမည်ဆိုတဲ့ညမှာမိတ်ဆွေတို့ရဲ့ဝေးအကောင့်အမည်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်တစ်ခုကိုထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့ငွေတွင်းတဲ့ပမာဏဝေးဖုန်းနံပါတ်ဝေးအမည်ကိုထည့်ပေးသွားရင်တော့အပေါ်မှာအတစ်ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ရှိပါတယ်ခင်ဗျာ copy ယူလိုက်ရတာလေးရှိပါတယ် copy ယူပါဝေးထဲမှာအရင်ဆုံးငွေတော့လွှဲပေးပါခင်ဗျာငွေလွှဲပြီးရင်ဝေးရဲ့လုပ်ငန်းစဉ်အမှတ်ကို ဒီ6 to 10 digits ဆိုတဲ့နေရာမှာအလုံးမကန်ကပြန်လာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ကနမူနာကဏ္ဍလေးတွေဖြည့်တတ်မှာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ဝေးလုပ်ငန်းစဉ်အမှတ်အလုံးကိုမကန်စွာပြန်ပြီးတော့ဖြည့်ပေးပါခင်ဗျာကျွန်တော်တို့ငွေတွက်မဲ့ပမာဏဝေးဖုံးနံပါတ်ဝေးအမီဝေးလုပ်ငန်းစဉ်အမှတ်အလုံးကိုဖြည့်ပြီးသွားရင်တော့ကွန်ဖန်လေးကိုနှိပ်ပေးပါခင်ဗျာ ဒါဆိုရင်ဝင်းနဲ့ငွေထွက်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အကောင့်တွေကို15မိနစ်မိနစ်30အတွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်တို့ငွေတွင်းနေပြီးတော့ရင်ငွေထုတ်နေကိုဆက်ပြီးတော့ကြည့်ရအောင်ခင်ဗျာ။ one is ဘာငွေထုတ်တော့မယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့အချက်လက် personal profile ဖြည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာကိုယ့်ရဲ့အချက်လက် personal profile ဖြည့်ထားမှာငွေထုတ်လို့ရမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အချက်လက်ပြင်ညီကိုအရင်ဆုံးကြည့်အောင်ခင်ဗျာ menu ကိုနှိပ်ပြီးပါ personal profile လေးကိုနှိပ်ပေးပါခင်ဗျာ enter details ကိုနှိပ်ပါကျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြန်မှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်အမှန်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့ငွေထုတ်လို့အဆင်ပြေမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးကစာနေဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့အလယ်နာမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ် first name ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ပထမဆုံးအမည်ကိုထည့်ပေးပါခင်ဗျာ patronymic ကွန်ဆာဂွေပိုင်းနဲ့ if any လို့ရေးထားပါတယ်ရှေ့လင်လို့ပြောတာပါမထည့်လဲရပါဘူးခင်ဗျာထည့်ပေးရင်တော့ပို့ပြီးတော့ပြည့်စုံပါတယ်မိတ်ဆွေတို့ရဲ့နောက်ဆုံးအမည်ကိုထည့်ပေးပါ Dave of Buff ကတော့မိတ်ဆွေတို့ရဲ့မွေးလမ်းမွေးရမွေးနေ့ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်က2000လောက်ကိုနမူနာရွေးပြီးတော့ထည့်ပေးလိုက်ပါတယ်။ place of birth ကတော့မိတ်ဆွေတို့မွေးတဲ့နေရာဖြစ်ပါတယ်။ကျွန်တော်ကဒီမှာအားလုံးကိုရန်ကုန်မှာနမူနာထည့်ပြမှာဖြစ်ပါတယ်ခင်ဗျာ။ရီဂျင်ကတော့တိုင်းနဲ့ပြည်နယ်ကိုရွေးခိုင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ရန်ကုန်မှာနမူနာရွေးပြီးလိုက်ပါတယ်ခင်ဗျာ city ကတော့မြို့ဖြစ်ပါတယ်ခင်ဗျာရန်ကုန်ပဲထည့်ယူပေးလိုက်ပါမယ်ခင်ဗျာ residence address ကတော့လက်ရှိနေထိုင်တဲ့လိပ်စာဖြစ်ပါတယ်ခင်ဗျာရန်ကုန်ပဲထပ်ထည့်လိုက်ပါမယ် ID document type ကတော့ ID document type လေးကိုနှိပ်ပေးပါခင်ဗျာကျွန်တော်တို့ကမှာပုံတင်နံပါတ်10မှာဖြစ်တဲ့အတွက် National Registration Card NRC ကို ရွေးပေးပါခင်ဗျာအလဲအခုဖြစ်ပါတယ် series ကွန်ဆာကွန်ပိုင်းရဲ့ if have လို့ရေးထားပါတယ်ခင်ဗျာရှိလင်လို့ပြောတာပါမထည့်လည်းရပါတယ်ခင်ဗျာထည့်ပေးရင်တော့ပုံပြီးတော့ပြည့်စုံပါတယ်မိတ်ဆွေတို့ရဲ့မပုံနေတဲ့ကမြို့နာမည်အတူကောက်လေးကိုထည့်ပြရမှာဖြစ်ပါတယ်နမူနာအနေနဲ့မြစ်ကြီးလားဆိုရင်မကနာပေါ့နော်လိုက်ကောဆိုရင်လာကနာရန်ကုန်ကတောင်တကုံဆိုရင်တတက ျွန်တော်တို့အတူကောက်လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာတောင်းနှကုံအတူကောက်ကို နမူနာထည့်ပြလိုက်ပါမယ်တာတာကပါဒီမှာအရေးကြီးဆုံးအပိုင်းလာပါပြီခင်ဗျာ document number ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မတ်ပုံတင်နံပါတ်ကိုမှန်ကန်စွာထည့်ပြရမှာဖြစ်ပါတယ်ဒါမှမိတ်ဆွေတို့ငွေထုတ်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့ဒီမှာနမူနာကဏ္ဍကြီးထည့်ပြပါမယ်။မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့မပုံတဲ့နံပါတ်အမှန်ကိုထည့်ပေးပါခင်ဗျာ။ Take out issue ကတော့မိတ်ဆွေတို့မပုံတဲ့ထုတ်ပေးတဲ့ရက်စွဲဖြစ်ပါတယ်။အတိအကျမမ်းမိဖို့မလိုပေမဲ့လင်းငါးနှစ်တော့ခွာပေးပါခင်ဗျာ။ကျွန်တော်က2020လောက်ကိုနမူနာထည့်ပေးလိုက်ပါမယ်။ issue ပိုင်းကတော့ government ပိုင်းမြန်မာလို့ထည့်ပေးပါခင်ဗျာကျွန်တော်တို့အားလုံးအချက်လက်တွေကိုဖြည့်ပြီးတော့ရင်တိကျလေးပြန်စစ်ပေးပါခင်ဗျာမှန်ကန်ပြီဆိုရင်ကျွန်တော်တို့ safely ကိုနှိပ်ပေးပါဒါဆိုရင်ကိုယ့်ရဲ့အချက်လက်ဖြည့်တာအောင်မြင်တော့မှပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နမူနာဖြည့်ပြတာဖြစ်တဲ့အတွက်အနောက်ပြန်ထွက်လိုက်ပါမယ်ခင်ဗျာ အခုဆိုရင်ကျွန်တော်တို့ငွေထုတ်လို့ရပါပြီငွေထုတ်ဖို့အတွက်မင်းနူးကိုနှိပ်ပေးပါခင်ဗျာစက်တင်အလုံးလေးကိုနှိပ်ပေးပါခင်ဗျာ withdraw ကိုနှိပ်ပေးပါ KB နဲ့ငွေထုတ်နေကိုအရင်ကြည့်ရအောင် KB ကိုနှိပ်ပေးပါခင်ဗျာ ျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်အမှန်ကိုထည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်အပေါ်ဆုံးမှာငွေထုံးမဲ့ပမာဏကိုထည့်ပေးပါတဲ့ KB ဖုန်းနံပါတ်ဆိုတဲ့ညမှာမိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာဖုန်းနံပါတ်တခုထည့်ပြပါမယ် တင်အိခေပေအကောင့်ကန်ဆောင်သူအမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ခေပေအကောင့်အမည်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်တခုကိုထည့်ကြပါမယ်ကျွန်တော်တို့ငွေထုံးမဲ့ပမာဏ KB ဖုန်းနံပါတ် KB အမည်ကိုထည့်ပေးသွားရင်တော့ confirm ကိုနှိပ်ပေးပါခင်ဗျာဖုန်းနံပါတ်ချိန်ထားလို့ရှိရင်ကျွန်တော်တို့ SMS code ကြားလာပါလိမ့်မယ်ခင်ဗျာ SMS code ကိုရိုက်ထည့်ပြီးတော့ confirm ကိုထပ်နှိပ်ပေးပါခင်ဗျာ ဒါဆိုရင်မိတ်ဆွေတို့ငွေထုတ်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အကောင့်တွေကိုနိုင်ဝက်တွင်ငွေဝင်လာပါလိမ့်မယ်ခင်ဗျာ။အကယ်လို့ဖုန်းနံပါတ်ချိန်လို့အဆင်မပြေလို့ငွေထုတ်လို့ရလားဆိုတော့ကျွန်တော်တို့ Viber Telegram ဖုန်းနံပါတ်39ကို8644 335 35ကိုဆက်သွယ်ပြီးတော့ဖုန်းနံပါတ်မချိတ်ပဲနဲ့ငွေထုတ်လို့ရပါတယ်ခင်ဗျာ။ကျွန်တော်တို့ဝေးနဲ့ငွေထုတ်နေကိုဆက်ပြီးကြည့်အောင်ဝေးကိုနေပြီးပါခင်ဗျာ။ ျွန်တော်ကဒီမှာလဲနမူနာအချက်လက်တွေဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ဝေအချက်လက်မှန်ကိုဖြည့်ပေးပါဓမ္မမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်တော့မှငွေထုံးမဲ့ပမာဏကိုထည့်ပေးပါတင်ရွေးပေးဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ဝေးဖုန်းနံပါတ်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာဖုန်းနံပါတ်ကိုထည့်ပြပါမယ်ခင်ဗျာ တင်အဝိဘီအကောင့်ကန်ဆောင်တို့အမည်ဆိုတဲ့နေမှာမိတ်ဆွေတို့ရဲ့ဝေးအကောင့်အမည်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ကိုထည့်ပြပါမယ်ကျွန်တော်တို့ငွေထုံးမဲ့ပမာဏဝေးဖုန်းနံပါတ်ဝေးအမည်ကိုထည့်ပြီးသွားရင်တော့ confirm ကိုနှိပ်ပေးပါခင်ဗျာဖုန်းချိတ်ထားရင် SMS ကိုကြားလာပါလိမ့်မယ် SMS ကိုရိုက်ထည့်ပြီးတော့ confirm ကိုထပ်နှိပ်ပေးပါခင်ဗျာဒါဆိုရင်ဝေးနဲ့ငွေထုတ်တာအောင်မြင်သွားမှာပဲဖြစ်ပါတယ်ဖုန်းနံပါတ်ချိတ်လို့ အဆင်မပြေလို့ငွေထုတ်ခြင်းနဲ့ဆိုရင်တော့ Viber Telegram ဖုန်းနံပါတ်09ကို8844339ကိုဆက်သွယ်ပြီးတော့အေဂျင့်နဲ့ငွေလာထုတ်လို့ရပါတယ်ခင်ဗျာဒီဗီဒီယိုအမေဆီတို့အတွက်အသုံးတည့်တယ်ဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe လေးပြုလုပ်ပေးသွားကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်